မင်္ဂလာပါခစ်တဲ့ຫນွေမီဒီယာမှာသတင်းများကို တင်ဆက်ပေးနေပါတယ်ပထမဆုံးကြားဖြူမင်းမြန်မာဝင်ရောက်ခြေကုပ်ယူထားသည့်စစ်ကြောင်းနှစ်ကြောင်းအနံတကြောင်းကိုဤတိုက်ခိုက်ခြင်းမို့ဆိုသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကြားဖြူမျိုးနဲ့မင်းမြန်ရွာမှာဝင်ရောက်ခြေကုပ်ယူထားသည့်စစ်အစိုးရစစ်ကြောင်းနှစ်ကြောင်းတွေကတကြောင်းကိုဂျမနီနေလေကအာရခတ်တော်အေအေမှဝင်ရောက်တိုက်ခိုက်ခြင်းမုံခဲ့တယ်လို့သတင်းရရှိပါတယ်ထို့သောချိန်မှခရရာကြောင့်အကြမ်းမတ်လေးတဲ့ကချက်ပိုက်တာများဖြင့်မင်းမြင်ရွာအနီးဝင်ကျင်ကုန် ဂျမန်နဲ့ညနေပိုင်းအထိအပြင်းအထန်ပုံကျတက်ခိုင်းနေတယ်လို့စစ်မြေပြင်သတင်းချင်းမြစ်တအူကပြောပါတယ်။မင်းမြင့်ကျေးရွာမိုးလီဝတာရေတာစကန်နဲ့ရေစကန်တို့မှာအဓိကခြေကောယူထားတဲ့စစ်တဟန်အနည်းပဝင်းချင်းကျေးရွာတွေကိုဒေယောအပါဝင်လက်နက်ကြီးတွေနဲ့နှောက်ရက်ဖြက်ဆီးတက်ခတ်မှုတွေဇက်တိုက်ပြုလုပ်ခဲ့ပါတယ်။အဲဒီနောက်ရွာတွေကစစ်ကြောင်းကိုအေအေကဝင်ရောက်တက်ခတ်ချေမုန်းတာပါ။ ထို့တို့တိုက်ခိုက်ခံရတာကြောင့်အကြမ်းမက်စစ်တပ်ကအကြာဆုံးများပြီးအနည်းဆုံး၁၀ဦးခန့်ကိုအေးအေးကလက်ရဖမ်းမိခဲ့တယ်လို့၎င်းကပြောပါတယ်။အခုလိုဒုံးလက်နက်ကြီးတွေနဲ့အနီးအနားကကြေးရွာတွေကိုပြစ်ခတ်မှုပြုလုပ်နေတဲ့အတွက်စစ်တပ်စစ်ကြောင်းနှစ်ခုထဲကမင်းပြင်းရွာတွေမှာနေရာယူဝင်ရောက်တဆွဲထားတဲ့စစ်ကြောင်းကိုဇမန်နေ့နေ့လယ်ကအေးအေးကအပြင်းအထန်ဝင်ရောက်တိုက်ခတ်ချေမှုန်းခဲ့တာပါ။စစ်တပ်ကကြားဆုံများပြီးစစ်သား30ကျော်လင်းအေအေစီမှာဖမ်းဆီးခံခဲ့ရပါတယ်လို့၎င်းသတင်းရင်းမြစ်ကဆက်လက်ပြောဆိုပါတယ် ယခုလ14ရက်နေ့နနေ့စနေကြောခန့်ကလည်းမြင်းမြင့်မိုးလီဝတ်သားရေသာဆောင်းအောင်ရှိမှဝါရားပြတ်တပ်မုံရိုက်ကူးရန်တန်းစင်နေစဉ်အေအေးတိုက်ခိုက်သည့်အတွက်စစ်သားများပြားသိဆုံးခဲ့ရပါသည်မိုးလီဝတ်သားစခန်းထဲမှလည်းတေတာများတဲ့အခုလည်းစစ်သားတွေတေတာများပါတယ်ရွာတွေနဲ့ရွာပြင်တွေမှာကင်းယူနေတဲ့စစ်သားတွေကိုအေအေးကလျှက်တဲ့ပြက်ဝင်လာပြီးအကုန်စင်းနေတိုက်ခိုက်လိုက်တာပါစစ်ကြောင်းတစ်ခုလုံးအကုန်ချိန်မုံခံရတယ် ၎င်းကဲ့သို့တိုက်ခိုက်မှုအပြင်အေအေကလက်ရဖန်ဆီသူများနဲ့တင်စီရမီသည့်လက်နေခရံများကိုတည်ယူရန်လုပ်နေစဉ်မိုးလေဝသစခန်းမှစစ်ကြောင်းနှင့်အခြားစစ်ကူပူးပေါင်းတပ်ဖွဲ့များရရှိလာတာကြောင့်နိုင်ဝဲလောင်နှစ်ဖက်တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ တိုက်ပွဲဖြစ်ပြီးနောက်မင်းမြင့်ရွာအနီးဝန်းကျင်နေရာများကိုလက်ရှိအချိန်ညနေ6နာရီကျော်မှည9နာရီအထိလေယာဉ်များဖြင့်အကြီးအကျယ်ပုံကျဲတိုက်ခိုက်နေတယ်လို့၎င်းကပြောပါတယ်။အေးတပ်ဖွဲ့ဝင်များမှပြည်မတိရမခါပင်မင်းမြင့်ရွာမှအသာစီဖြင့်နောက်ဆုတ်လာခဲ့တယ်လို့သိရပါတယ်။ဒီလဆယ်လီရနေ့နနေ့စနေကြောချိန်မှာဖြစ်ပွားသည့်မြေမြင့်မူလီဝတရေတာစကန်နှင့်တိုက်ခိုက်ခံရမှုမှလည်းဝါနာဖြတ်တပ်မှုရိုက်ဖို့တန်းစီနေသည့်စစ်သားနှင့်စကန်တင်ဆောင်ကဒရယာသူများလည်းရှိခဲ့တယ်လို့သိရပါတယ်ရှင်။ ဆက်လက်ပြီးပလောမြို့နယ်မှာစစ်တပ်စစ်ကြောင်းကိုကြာပြတ်တိုက်ခတ်မှုလက်နက်ချောင်းလက်သိမ်းစီရရှိစွာတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါသည်တနင်္သာရီတိုင်းပလောမြို့နယ်မှာအကြမ်းမတ်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ရန်လက်နက်ချောင်းလက်သိမ်းစီရရှိခဲ့ကြောင်း KNU မိတ်တဝဲခရိုင်ကသတင်းထုတ်ပြန်ထားပါသည်။နိုဝင်ဘာလ17ရက်နေ့မှာပလောမြို့နယ်ပလောချင်းရွာအုပ်စုအတွင်းကိုဝင်ရောက်လာသည့်အကြမ်းမတ်စစ်တပ်စစ်ကြောင်းကိုတော်လှန်ရေးတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ ၎င်းတိုင်ပွဲအတွင်းအကြမ်းမက်စစ်သားများထံမှ MA1 တနက်၄လမ်း MA3 တနက်၂လမ်း KNA ချုပ်တင်စီရရှိခဲ့ကြောင်းအဆိုပါတိုက်ခတ်မှုကို KNDO တန်ရင်ခွန်ကရင်မျိုးသားကာကွယ်ရေးတပ်ပူပေါင်းစစ်ကြောင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်ဒါအပြင်စက်တင်ဘာလ၁၀ရက်နေ့ကလည်း ပလောမြို့နယ်ထမင်းမစားချင်းရွာမှာခလာယာ2739တရင်အမတာ339တရင်အမတ်စနစ်တက်မတော်လေးကျင်းရဲ့တင်တန်းချောင်းမှာစစ်သားအင်အား40ခန့်ဖြင့်ပူးပေါင်းတပ်ဆွဲထားသည့်တပ်စခန်းကိုလည်း KNLL ကရင်မျိုးသားလုံးမြောက်ရေးတက်မတော်တပ်မဟာလေးလက်အောက်ခံ KNDO တရင်ခွန်တက်ခွဲနှင့်တက်ခွဲက KNLL အထုတပ်ဖွဲ့ပလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်တော်လရင်ပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ကြောင်းသိရပါသည်အလားတူအဂေါလာ18ရက်နေ့ကလည်းပလောမြို့နယ်အတွင်း အမှုကြီးရအုပ်စုမှာစစ်တပ်အခလာယာနှိစင်ကတရင်မှတမိုင်းနောင်စကန်းကုန်းကို KNDO နဲ့ KNLL တပ်များကရိခါဖြတ်တောက်ပိတ်ဆို့မှုများပြုလုပ်ခဲ့တာကြောင့်စစ်သားအလုံးစကန်းဆောက်ကထွက်ပြေးသွားကြောင်းသိရပါတယ်ရှင်။ဆက်လက်ပြီးကံကောင်းတဲ့တပည့်ချင်းမျိုးနယ်တို့မှာစစ်တပ်ကလေရင်ဖြင့်ပုံကျက်တိုက်ခိုက်မှုပြည်သူ၃ဦးသေဆုံးပြီး၁၀ဦးထိခိုက်ဒဏ်ရာရသတင်းကိုတင်ဆက်ပေးမှဖြစ်ပါတယ်။ မကွေးတိုင်းကံကောမြို့နယ်မြောက်ပိုင်းတောင်ခင်းရံကျေးရွာကအကြမ်းမတ်စစ်တပ်ကလေရင်ဖြစ်ပုံကျတိုက်ခိုက်ရာပြည်သူတအုပ်တင်ဆောင်ပြီးခုနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းရွာအလင်းနံမှတာဝန်ရှိသူကပြောကြားပါတယ်။နိုဝင်ဘာလ16ရက်နေ့ည9:49မိနစ်မှာစတင်ပြီးကံကောမြို့နယ်မြောက်ပိုင်းရှိတောင်ခင်းရံကျေးရွာကအကြမ်းမတ်စစ်တပ်ကချက်ပိုင်သားဖြင့်ပုံနှလုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ အကြမ်းတ်စတန်ဤပုံကြတခတ်မှုအတွင်ကျင်းရွာနေပြည်သူအမျိုးသားတအုပ်သေဆုံးပြီးအမျိုးသား၅ဦးနှင့်အမျိုးသမီး၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဒါအပြင် နေအိမ်များလည်းထိခိုက်ပျက်စီးခဲ့ကြောင်းသိရပါတယ်ဘုံကရွာလေးကိုကြားတာအင်ဂျီ၄၀၀ကျော်ရှိတဲ့ရွာကြီးဒဏ်ရာရတဲ့အထက်မှ၃ယောက်ကတော့နည်းနည်းပြင်းထန်နေမစိုးရိမ်ရဘူးခိုင်နွားစစ်ကောင်ထဲမှနေသေဆုံးခဲ့တယ်လို့အိမ်မွေးတိရစ္ဆာန်တွေလည်းသေဆုံးတာရှိပါတယ်လို့ရွာလင်းနန်းမှာတာဝန်ရှိသူကပြောကြားပါတယ် ခံကောင်းမြို့နယ်မြောက်ပိုင်းနဲ့ကလေးမြို့နယ်တောင်ပိုင်းရှိကျေးရွာများကိုအကြမ်းမတ်စစ်တပ်ကလေကြောင်းဖြင့်ပြစ်မှတ်ထားပုံချက်တိုက်ခတ်မှုများကြောင့်ပြည်သူများတရိပ်ပြူနေထိုင်ကြရန်ရွာအလင်းနန်းကတိုက်တွန်းထားပါတယ်။အလာတူမန္တလေးတိုင်းတပင်းကျေးမြို့နယ်လက်ပံမြန်ကျေးရွာကိုလည်းအကြမ်းမတ်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေကြောင်းပြစ်ပုံချက်တိုက်ခတ်ခြင်းကြောင့်ပြည်သူ၂ဦးသေဆုံးခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကထုတ်ပြန်ထားပါတယ်။ ရှနေနိုဝင်မလာ19ရက်နေ့ည4:30မိနစ်ခန့်မှာတပည့်ချင်းမြို့နယ်လက်ပံမြန်ကျေးရွာကိုအကြမ်းမတ်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိပေလေကြောင်းပြေပုံချက်တက်ခတ်ခြင်းကြောင့်ပြည်သူ9ဦးသေဆုံးပြီး3ဦးအပြင်းထန်ဒဏ်ရာရရှိကြောင်းနေရချိုလေထိခိုက်ပျက်စီးခဲ့ကြောင်းသိရပါတယ်ရှင်။